စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တာကြောင့် Run Call စီဆိုင်လန်းကိုပိတ်လိုက်ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘူဟာအမှတ်နှစ်က March 20ရက်မနေ့ကရက်စွဲနဲ့ကြေညာပါတယ် Run Call စီဆိုင်လန်းမကြီးတလျှောက်မှာ စစ်ကောင်စီကနီလပေါင်းစုံနဲ့စစ်ရေးလှုပ်ရှားမှုရှိနေတာကြောင့်အချိန်မရွေးထိတွေ့မှုရှိနိုင်တယ်လို့အသိပေးထားပါတယ်။ဒါကြောင့်မတ်လ20ရက်ကစလို့ရဲအကန့်အသတ်မရှိရင်ကြီးရင်ငယ်နဲ့ခရီးသွားလာတာကိုယာယီရက်ဆိုင်ထားပြီးလူမှုလုံခြုံရေးအတွက်သတိပြုလိုက်နာဖို့တိုက်တွန်းထားပါတယ်။လမ်းပိုင်းပြက်လဲအသုံးပြုနိုင်မဲ့အချိန်နဲ့နေရက်ကိုပြက်လဲအသိပေးမှာဖြစ်ပြီးကျညာချက်ကိုလိုက်နာမှုမရှိရင်ဖြစ်လာမယ့်ကိစ္စတွေကိုတာဝန်ယူမှာမဟုတ်ဘူးလို့လည်းဖော်ပြပါရယ် စီဆိုင်မြို့ကိုစစ်ကောင်စီဘက်ကအခုရက်ပိုင်းအင်အားအလုံးအရင်ဖြစ်နေတယ်။နောင်ထော်ဘက်ကိုလေကြောင်းနဲ့ဘုံကျဲတာတွေလည်းရှိတယ်။စီဆိုင်လွိုင်းကလမ်းကနေပဲကရင်နီဘက်ကိုဝင်းမာလာတက်အချင်းအပြောင်းလုတာလား။ဒါမှမဟုတ်အင်အားထပ်တိုးတာလည်းဖြစ်နိုင်တယ်လို့ကရင်နီစစ်ဘက်သတင်းရှင်မြက်က People Spring ကိုပြောပါရယ်။ရှမ်းပြည်တောင်ပိုင်းကနေကရင်နီပြည်နယ်ကိုဝေရောက်နိုင်တဲ့လမ်းမနှစ်ခုကစီဆိုင်လွိုင်းကနဲ့ပင်လောင်ဖဲခုံမိုးပြေလွိုင်းကလမ်းတို့ဖြစ်ပြီးလက်ရှိမိုးပြေမြို့မှာတိုက်ပွဲပြင်းထန်နေပါရယ်။ စီဆံမျိုးကစစ်တပ်စခန်းတွေတပ်ရင်းတွေပြည်သူစစ်စခန်းတွေကို PNLA ပအုပ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်တာကြောင့်2024နှစ်စံပိုင်းတုန်းကခေတ္တထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကလေကြောင်းလက်နက်ကြီးပစ်ကူနဲ့မြေပြင်ထိုးစစ်တွေအသုံးပြုခဲ့ပြီးနောက်2024မတ်လနောက်ဆုံးပတ်မှာတော့ PNLA နဲ့ပူးပေါင်းတပ်တွေကစီဆံမျိုးကနေဆုတ်ခွာပေးခဲ့ရပါတယ်ရှင်။ စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မဲ့မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြီးစံစတာတွေကိုမထိမကင်နေရမပြောင်းရွှေ့ကြပါနဲ့